ဲဒီနေ့အတွက်ကတော့ကျွန်တော်တို့ဒီမှာထူးထူးခြားခြားလေးပေါ့နော်ထူးထူးခြားခြားလေးဒါကျွန်တော်နွားဘောကိုကြောစပြမှာပဲပေါ့နော်အဲသူကကြတော့ဘလို့အသုံးတည့်လဲဆိုလို့ရှိရင်အမျိုးသားရောအမျိုးသမီးရောစားလို့ရတယ်နော်အထက်ကကတော့အမျိုးသားတွေအတွက်ပေါ့နော်အမျိုးသားတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့အထက်ကကြပါတယ်ဒါဟိုဒူလာတွေရောနောက်တစ်ခါကြတော့အမောလုံပြီးတော့တက်လုံလဲကောင်းတယ်အကျန်းခံတယ်ပေါ့နော်ဒါအမျိုးသမီးတွေအတွက်ကကြတော့လဲ ဒါဟိုဗောသူတို့အတွက်ကလည်းအမောလုံနာတို့ဘာတို့တွေအတွက်ကို စားလို့ရတယ်ဒါရွာတွေမှာဆိုလို့ရှိရင်တော့အဲကျွန်တော်ဒီကောင်းနေကိုဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင်အဲမိဖုတ်တယ်နော်မိဖုတ်ပြီးတော့အိုက်တိုင်းစားတာဒါကျွန်တော်ရလာလာလေးဆိုလို့ရှိရင်ဒါသူတို့ရှိကိုကျိုးပြီးတော့ပြော့ထားပြီးရခဲ့တယ်ဆိုလို့ရှိရင်အဲပေးပါလို့ပြောလို့တာနော်ဒါကျွန်တော်လူရင်းနဲ့ပေးတာပါနှမို့လို့ဆိုလို့ရှိရင်တော့လုံးဝမပေးဘူးဒါသူတို့ကိုနှိုက်ပဲစားတယ်ပေါ့နော် ။ဒါကျွန်တော်ကကြတော့ကြောစားမှဖြစ်တဲ့အတွက်ဒါလေးကိုနော်ဒီမှာမလူလာတဲ့အပိုင်းလေးတွေကိုကျွန်တော်ဖယ်လိုက်မယ်ပေါ့နော်။ဒါရအောင်ရခဲ့လိပါเนาะကဲဒါလေးကိုပထမဦးဆုံးအနေနဲ့ကကျွန်တော်ဒါလေးကိုအရသာလည်းမထည့်ဘူးဒီတိုင်းလေးပဲကျွန်တော်တို့ကမီလေးပြုတ်ပြီးတော့ပြုတ်မယ်ပေါ့เนาะ အဲနောက်ပြီးကြတော့မမေရရလည်းဘာမှလည်းပါတာမဟုတ်ဘူးเนาะဒါပုံမှန်ရတာအစားချုံမုံလေးအပြင်ကိုဒါဆိုလို့ချင်းဂျင်းလေးထောင်းထားတာဒါဆိုရင်ကြက်တုံမျိုးပေါ့เนาะအဲ့ဒါလေးတွေပဲအသုံးပြုပါမယ်ကဲဘယ်လိုလေးစပြီးတော့ပြုတ်တယ်ဆိုရလဲလိုက်ကြည့်ပေးပါဦးเนาะဒါရေအတန်းစစ်ပြီးတော့ပြုတ်တာပေါ့เนาะဒါပြုတ်တဲ့ခါမှကျလည်းအရင်အကြာကြီးမလိုပါဘူးเนาะဒါလေးကိုအဖုံးလေးထုတ်ထားလိုက်ပါမယ် ါ့နိသူကခဏလေးပြုတ်လိုက်တာနဲ့ဒီမှာဒီထဲမှာအရေးဟိုအရေးအိတ်ရှိတာပေါ့နော်အရေးလေးရှိသေးတယ်အဲ့ဒါဆိုတော့ဒါလေးကိုကျွန်တော်တို့ကချမယ်ချပြီးတော့နော်ဒီကောင်လေးကိုခွဲမယ်ပေါ့နော် ်နော်ဒီမှာပြုတ်လိုက်တဲ့အခါမှာတွေ့တဲ့အတိုင်းပဲဒီမှာဘောကြိုးလေးတွေကိုဆင်းနေရပဲနော်ဒါမျိုးလေးတွေတွေ့ရတယ်အဲ့ဒါဟိုမှာကျွန်တော်ထဲထဲကရှိတဲ့အရှိတူကိုနော်ဒါလေးလည်းမှုန်းတဲ့သဘောမျိုးလေးနဲ့ဟောက်ထုတ်လိုက်မယ်ပေါ့နော်ဒီမှာလေးတွေ့လိုက်အဲအဲ့ဒါမျိုးလေးတွေလောက်လိုက်မယ်နော်အရှိရတာထွက်တယ် ။အဲဒီလိုလေးပြီးသွားပြီဆိုမှသာကျွန်တော်တို့ကအရသာလေးတွေထည့်မယ်ပေါ့နော်။ကြည့်ထုံးစံတိုင်းမှာကျွန်တော်တို့အရသာလေးတွေထည့်မယ်ပေါ့နော်။အဲပထမဦးဆုံးအနေနဲ့ကတော့စာလေးထည့်မယ်။နောက်တစ်ခါချုံမုံလေးထည့်ကြအောင်ဆောင်မယ်။နောက် စနမုံလေးပါပါပါနော်စနမုံလေးပါပါထည့်မယ်နောက်ထပ်နော်အဲဒါမှဒါလေးကိုအရင်နဲ့လိုက်ပဲပေါ့နော်နောက်ပြီးကျထည့်မှာတော့ကြက်သွန်အဖြူနဲ့ဂျင်းလေးနဲ့ထပ်ထည့်အောင်ပဲပေါ့ဒါလေးကိုကျွန်တော်တို့ကစိတ်ဝင်သွားအောင်နော်ကျွန်တော်ဒီတိုင်းလေးလိုက်နေပါမယ်ကဲဒီလိုလေးနေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က နွားဘောဖြစ်တဲ့အတွက်သူ့ရဲ့အနံ့လေးကတော့ဇာတိလေးကပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီထဲကိုအချင်းလေးပါထပ်ထည့်လိုက်မယ်။နောက်တစ်ခုကကြတော့အချက်သွန်ပြူလေးထည့်လိုက်မယ်။ထည့်ပြီးတော့လည်းဖောက်ဖွားလေးပဲနည်းမယ်။နည်းပြီးတော့ဒီထဲကိုကျွန်တော်တို့ရေလေးတစ်စက်ကလေးပဲဖော်နော်။ရေလေးတစ်စက်ကလေးပဲထည့်ပြီးတော့တကယ်ထပ်ပြီးတော့ပြုတ်လိုက်ပါအောင်မယ်နော်။ ရေရတကယ်တစ်ဆက်ပါပဲเนาะအားလေးထည့်ပြီးတော့ကျွန်တော်တို့ပြန်ပြုတ်လိုက်ပါမယ်ခုဆိုရင်တော့အနမ်းလေးကမှု့လာပြီပေါ့เนาะဒါလေးကိုရေလေးခန့်သွားအောင်မအုပ်တော့ဘူးပေါ့เนาะဒီတိုင်းလေးပဲကျွန်တော်ကထားလိုက်ပါမယ်ဒါဖုတ်စားတဲ့သူတွေကကြတော့ဒီဒီဟွာလေးတည်တယ်ပေါ့เนาะ ဒီအတွင်းကအတွင်းဘောလေးတွေဒါစားကြတာပေါ့နော်ဒီအပြင်အကာလေးတွေကိုထည့်မစားဘူးဒါပေမဲ့ကျွန်တော်ကကြတော့ပြုတ်လဲပြုတ်တယ်ကြောစားမှဖြစ်တဲ့အတွက်ပေါ့နော်ဒါလေးတွေကိုလုံးဝမဖယ်ဘဲနဲ့အိုက်တာလေးပါထည့်စားမယ်ပေါ့နော်အဲ့လိုရေခန့်အောင်ထားလဲဆိုလို့ရှိရင်တော့ကျွန်တော်နဲထားတဲ့အဲ အရသာလေးတွေရဲ့နောက်တစ်ခါကျက်သွန်ပြူနဲ့ချင်းရဲ့အနံ့လေးတွေကဒီထက်မှဆွဲကြံရစ်သွားအောင်လို့ကျွန်တော်အခုလိုလေးလုပ်တာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကတော်ပြီကဲကြော်ဖို့ပဲကြံပါတော့လေခင်ဗျာစီရဲ့ဒီထဲကိုကျွန်တော်တို့ကစနွတ်မုံလေးထည့်ပါမယ်နော် ချီကတော့နည်းနည်းနည်းတဲ့ထင်လို့ထပ်ထည့်လိုက်ပါအောင်မနော်အဲဆနမုံလေးလည်းကြက်သွားပြီဆိုတော့ကျွန်တော်တို့ကဒီထဲကိုစောစောလေးကနော်ဆက်ထားတဲ့နဘောလေးထည့်လိုက်ပါမယ်ခင်ဗျာ ဒါဒီနေရာမှာကျွန်တော်တို့ပပလေးကိုဖြီးပြီးတော့ကျော်လို့လဲရတယ်။ဒါမှမလို့ကျွန်တော်ကဘောကိုအလုံးလိုက်ကိုက်စားချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းလေးကျော်ဖြစ်တာပေါ့နော်။အားကိုမှုရကဲဒီနေထားလေးရောက်လာပြီဆိုမှကျွန်တော်တို့ကစက်သွုံပြူလေးအုပ်လိုက်ပါမယ်နော်။ ကဲစက်သွင်းပြီးလေးအုပ်ပြီးလို့ခဏလေးကြာသွားပြီဆိုလို့ရှင်တော့ကျမ်းမာရေးနဲ့အရန်ညင်ညွတ်တဲ့နဘောကျော်လေးရပြီပေါ့ဗျာစားကြပါအောင်လို့မခေါ်တော့ဘူးနော်ခွာကူစားတော့မယ်ကျေဆိုးလေဘောအင်ကျဲကြီးတဲ့နဲ့ထွက်လာလိုက်တာအကြီးပဲအခုတကယ်တကယ်လေပြုတ်လိုက်ကြော်လိုက်နဲ့ဟာလာလှုပ်လိုက်တော့ကြတော့အခုဒီတိုင်းတားလေးပဲရတယ်ဒါအခုကြတော့ ဟိုဘယ်လိုပြောမလို့ဆိုတော့အနံ့လေးကတအားကိုတင့်သွားတာပေါ့နော်ဟိုဟိုဟိုလို့ဆိုမနံတော့ဟောဒါကဟိုဒါစားတယ်လို့နော်စားတယ်စားတိုက်လို့မျိုးကျွန်တော်ကပြောပြတာပါဒါကြုံတောင်းကြုံခဲ့ကျွန်တော်တောင်းမပဲဟိုဒါဒီအသက်ရွယ်ကြမကျွန်တော်စားဖြစ်တာပေါ့နော်အဲ့ချင်းညမှာကျွန်တော်ရခဲ့တာပါอืม có nó có này nó có này cho chó của nhà nhà mà nó tây nguyên là nên nè mà Cansada. Chegou. Olha. အချင်းကိုတော့ဟာလာနိုင်နိုင်လေးထည့်ပေါ့နော်အချင်းကိုများများလေးနဲ့ဒီမှာအဲ့ထဲမှာမဘောကိုတလုံးချင်းထည့်လှစ်ဟမ်ဒီလားအကုန်လုံးဘောစူသွားအောင်မလေးဒါအခုဒါဆိုလို့ရှိရင်အချင်းနဲ့အကုန်လုံးကဒါဟိုပါဘောတွေကိုအားလုံးစိတ်ဝင်သွားပြီနော်ဒီမှာဒါမှဒီဥစ္စာကိုဟိုစိတ်တည်းစိတ်ဝင်သွားအောင်ဒါလေးကိုဒီတိုင်းလေးထားမယ် အခုဒါလက်ကြံလေးကိုဆက်ဆွဲမယ်ပေါ့နော်ဟိုတကယ်ကိုပဲဟိုဟိုစားရတာတကယ်နူးညံ့ပါတယ်ဟမ်အဲ့ဒီနွားဘောတော့တိုက်စားတယ်ကျွန်တော်ဘာကြီးကျွန်တော်ဘာကြီးဆိုလို့ရှိရင်အဲဘာလို့သားသမီးဆိုလို့ရှိရင်ဘောလုံးတစ်သင်းသာရှိတယ်ကောင်းတယ်တဲ့အမောလုံတာတဲ့အဲ့ဒါကြောင့်ဘာနော် တကယ်ကိုနူးညံ့တာဟမ်ပြတအားကြီးလည်းကျွန်တော်တို့ကပြုတ်เสียလည်းမလို့ဘောเนาะညွန့်အဲအများပြောတဲ့နွားဘောလေးကိုเนาะရရတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောသလိုလေးအာလှုပ်ရှားကြည့်ပါတကယ်လည်း ကောင်းတယ်နောက်တစ်ခါကျတော့ထိရောက်မှုတွေအထွတ်ထိပ်ရောက်သွားမှလည်းသိကြပါပဲခင်ဗျာနော်ကနှလုံးနဲ့ရတာဆိုတော့လေစပြရတာလေသိအားမရဘူးပေါ့နော်ဒါမှမဟုတ်လေနောက်ထပ်အပုတ်တွေမှာလေဘယ်လိုတွေနော် မှတ်သားဖို့ရာနှင်းချက်လက်ရာတွေဆိုတာကိုလည်းထပ်မံတင်ဆက်ပေးမှာဖြစ်လို့အားလုံးစောင့်မျှော်ကြည့်ရှုပေးကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။